ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မေမေပေါ့နော်ဘာထိုးပြမှာလဲဆိုရင်ငါးကီချင်းလေးထိုးပြမှာဖြစ်ပါတယ် fish ကီချင်းလေးတွေပေါ့နော်ဒီလိုရောင်းဆုံးကီချင်းလေးတွေထိုးပြမှာဖြစ်ပါတယ်အရန်ကိုလွယ်ကူရွှေ့ရှင်ပြီးတော့လိုက်ထိုးလို့ရပါတယ်ဖုန်းမှာပဲချိတ်ချိတ်ပေါ့နော်ပြီးတော့အဲအိတ်ကလေးတွေမှာပဲချိတ်ချိတ်အရန်လပ်ပါတယ် ငါးကိချင်းလေးတွေပါတဆင့်ချင်းစီထုတ်ပြသွားမယ်နော်တစ်ချက်လောက်ကြည့်ကြပါဦးရှင်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ make up တွန်း make up တွန်း for blind နဲ့အောင်လိုအပ်မယ်ပြီးတော့ dahlia ကျော်ကိချင်းချိတ်ဖို့ပေါ့နော် dahlia ကျော် add လေးလိုအပ်မယ် dahlia ကျတော့မျက်လုံးလေးပေါ့နော်အယုံမျက်လုံးလေးရေပြီးတော့ dahlia ကျတော့အနမနီ3.5ရဲ့ဒါ silicone ထည့်ဖို့ dahlia ကတော့ကက်ကြီးပေါ့နော် dahlia stapler dahlia ကျတော့ဥစားပေါ့ကိချင်းလေးလိုဖို့ dahlia silicone လေးပေါ့နော်အဲ့ဒါလေးလိုအပ်ပါမယ် dahlia 8လေးပေါ့နော် ပြီးတော့ဒါကီချိန်လေးတွဲဖို့ကီချိန်ဟာလေးလိုအပ်ပါမယ်။ညံသွားရင်ဖြည်းဖြည်းချင်းစီပြန်ကြည့်ပေးပါတော့။စာလေးလေးရေးထားပေးတယ်နော်။ဒါလေးကဂန်းပေါ့နော်။မျက်လုံးလေးကပ်ဖို့ဂန်းလေးလိုအပ်ပါမယ်ရှင်။ဖြည်းဖြည်းချင်းတော့ပြောသွားပေးတယ်။ဒါလိုအပ်တဲ့ပစ္စည်းလေးတွေကိုအသေးစိတ်ပြပြီးတော့ပြောပြသူပေးသွားတာမျက်နေဆိုရင်လည်းပေါ့နော်။အောက်မှာပတ်တန်လေးတွေလည်းရေးထားပေးတယ်။ပတ်တန်ကြည့်ပြီးတော့လေးလိုက်ထိုးလို့ရပါတယ်ရှင်။အခု magic ring လေးလုပ်လိုက်မယ်။ပြီးရင်အဲ့ဒီ magic ring လေးရဲ့ဂွင်းထဲမှာပဲတိုင်တို6တိုင်လေးထိုးပေးပါမယ်ရှင်။ မင်းမင်းရေပေါ့နော်ဒီမှာထိုးရတဲ့ဥစ္စာလေးတွေဗီဒီယိုအက်ဒီတင်းလုပ်ရတာနည်းနည်းတော့မကြည့်ရရပါသေးရှိရဖြည်းဖြည်းချင်းစီတော့လှုပ်ထားပေးပါတယ်ပြီးတော့ဖုန်းကိုညင်အောင်လဲထားရတယ်ပေါ့နော်စတန်လေးကလည်းဟိုဝေဝါးဝေထားတာထရိုင်ပေါ့လေးကလည်းနည်းနည်းသေးသွားလို့ပေါ့နော်ရန်လိုက်ထိုးကြည့်ပါပေါ့နော်အရန်လွယ်ကူပြီးတော့ရွှေရှင်နဲ့ငါးကီချင်းလေးတွေပေါ့နော်ရပါမယ်ဒီမှာအခုပေါ့နော် major ring လေးကို တိုင်လေးတွေမှာ6တိုင်ပြင်အောင်ထိုးဝေးပါမယ်ရှင်ပြီးချီစားလေးကိုဆွဲစုလိုက်မယ်ဆွဲစုပြီးတော့ဒီထိတ်ကထိုးခဲ့တယ်ပေါ့နော်တိုင်တူလေးတွေမှာဝင်ပြီးတော့အလီနဲ့ရှက်ကော်လေးလုပ်မယ်ပေါ့နော်စလစ်စတစ်လေးလုပ်ပါမယ်ပြီးချီစားလေးကိုတခါတည်းတင်သွားပြီးပါပြီးတော့တခါတည်းတင်ပြီးတော့ချီစားလေးနည်းနည်းဆွဲစုလိုက်ပြီးစလစ်စတစ်ပြီးချိန်ဝမ်းလေးထိုးရပါမယ်နော်ပြီးတော့အဲ့စလစ်စတစ်လုပ်ထားတဲ့အပေါက်မှာပဲ SC ဆိုတာတိုင်တူတတိုင်းထိုးမယ်ပြီးရင်တိုင်ဘွားတတိုင်းထိုးမယ်ပက်ပက်လေးပေါ့နော်တိုင်တူတတိုင်းပြီးရင်တိုင်ဘွားနှစ်တိုင်အဲ့လိုပက်ပက်လေးထိုးသွားပြီးတော့အားလုံးပေါင်းတူတေဆဆူပေါင်း6ပေါ့နော်6တိုင်တူပေါ့နော်တိုင်တူ6တိုင်လေးဖြည့်ရပါမယ်ရှင် မမေပြောသွားတာမရှင်းတာရှိရင်လည်းကောမန့်မှာမေးလို့ရတယ်เนาะဒါကမမေဖြည်းဖြည်းချင်းစီတော့ video editing လေးလုပ်ထားပေးတယ်တခါတလေကြရင်တော့အမြန်နားတဲ့အတွက်ကြောင့်မလို့နည်းနည်းဟုံးစားတော့ဖြစ်တယ်တေချာတစ်ချက်ချင်းစီကြည်သွားပါတော့ပြီးအောက်မှာလည်းပက်တန်လေးတွေရေးထားပေးတယ်ပေါ့เนาะအဲ့ဒါကြည့်ပြီးလည်းထိုးလို့ရပါတယ်ဒါဆိုရင်တိုင်တို့တတိုင်းတိုင်မွားတတိုင်းနဲ့ပပလေးစီထိုးပေးလိုက်ပါမယ် ီးကြတော့ဒီမှာပုံနေတဲ့ခြေစားလေးကိုကက်ချီလေးနဲ့ညက်ဖြတ်လိုက်မယ်ပေါ့နော်ဒါပုံစားချီနေတဲ့ကက်ချီလေးညက်ဖြတ်လိုက်ပါမယ်ညက်ဖြတ်လိုက်ပြီးတော့ဒီမှာပေါ့နော်နောက်ပြန်ပြီးတော့လဲလိုက်မယ်လဲလိုက်ပြီးတော့ဒါမှပေါ့နော်ပထမဆက်ဆက်ထုတ်ခဲ့တဲ့အပေါက်လေးကိုတခါဆွဲမယ်ဆွဲပြီးတော့음 stitch တဲ့လေးလောက်လိုက်မယ်ပေါ့နော် stitch တဲ့လေးလောက်ပြီးတာနဲ့ chain 1ထုတ်တိုင်တို့ထုတ်ခဲ့တဲ့အပေါက်မှာပဲနှစ်တိုင်တိုင်တို့ထုတ်မယ်ပေါ့နော်နှစ်တိုင်တိုင်တို့ထုတ်ပါမယ် လက်တိုင်တိုင်တို့ထိုးပြီးတော့တိုင်ပွားတတိုင်ထိုးမယ်အဲ့လိုပပတ်လေးနဲ့တိုင်တို့ဆက်နှချောင်းပြည့်အောင်ပပတ်လေးထိုးပြရပါမယ်ရှင်အဲ့လိုပပတ်လေးပေါ့နော်တိုင်တို့နှစ်တိုင်ပြီးရင်တိုင်ပွားတတိုင်အဲ့လိုပပတ်လေးနဲ့ဆက်နှစ်တိုင်ပြည့်အောင် တိုင်တို့ထိုးပြီးတာနဲ့ရှက်ကော်လေးနဲ့ရှက်ပေးလိုက်ပါရှင်တကယ်လို့မင်းမင်းထိုးတဲ့ဟာတွေကမင်းမင်းအခုဗီဒီယိုလုပ်တဲ့ဟာတွေကနည်းနည်းမြန်သွားတယ်ဆိုရင်လည်း တစ်ချက်ချင်းစီကြည့်ပြီးတော့ပတန်ကြည့်ပြီးတော့ထူလို့ရတယ်။ဒါမှမဟုတ်လေကောမန့်မှာမရှင်းနိုင်မေးလို့ရပါတယ်။ဒါပေမဲ့အရန်ကိုလွယ်ကူရိုးရှင်းတဲ့ငါးကီချင်းလေးတွေပါ။ပြီးရင်သုံးတိုင်းပြီးသွားပြီဆိုရင်ကာလာလေးချိန်မယ်ပေါ့နော်။မြင်မြင်ကတော့ဒီမှာအပန်းရောင်နုလေးသုံးလိုက်တာအရန်အလင်းပြောင်းသွားတယ်ပေါ့နော်။ပြီးရင် slit stick လေးအဲ့ဒီမှာပေါ့နော်ဆက်ခန်နီးရတခုတော့ရှိရေပေါ့နော်ဆက်ခန်နီးနှစ်ပေါက် တိုင်ပွားလုပ်တဲ့ချိန်မှာနောက်တစ်ဘွားကိုအဆုံးထိမထိုးမထိုးဘဲနဲ့ကာလာလေးချိန်ပေးရမှာပေါ့နော်။နောက်ထပ် row 4ကကြတော့ချိန်1နဲ့တိုင်တို့3နိုင်ထိုးမယ်ပြီးရင်တိုင်ပွားတိုင်နဲ့ပတ်ပတ်လေးထိုးသွားပေးရမှာမယ်။ပတ်ပတ်လေးထိုးပေးပြီးတော့ပတ်ပတ်လေးထိုးပေးပြီးတော့တိုင်တို့အားလုံးပေါင်းစုစုပေါင်း15တိုင်ရှိရပါမယ်။ပပလေတိုင်တို့3တိုင်တိုင်မတိုင်နဲ့ပပလေထုတ်သွားပြပါရှင်။ မမေရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့နဲ့เนาะ crochet by isa ji ပါမမေဒီလိုပြောရတာကြတော့မမေကိုမစားလို့လို့ပါ beginner လေးတွေလည်း like ထုတ်လို့ရတယ်เนาะစမ်းထိုးကြည့်ပါဒီလိုလှပတဲ့တက်တဲ့၅ key chain လေးတွေပေါ့เนาะဖုန်းရင်ဖုန်းကပါလေးမှာပဲဟိုအလားချိတ်ချိတ်ပေါ့နော်ပြီးရင်ဟိုဘောပန်ထည့်တဲ့အိတ်လေးတွေအဲ့မှာပဲအလားချိတ်လို့လည်းရတယ်ပြီးတော့ကိုယ့်ရဲ့အိတ်လေးမှာလည်းအလားချိတ်လို့ရပါတယ် ဒီလိုမျိုးလွေကူရိုးရှင်းတဲ့ငါးကိချင်းလေးတွေကိုဝါသနာတူလေးလေးလိုက်ထိုးစေချင်ပါတယ်ရှင်ဒီလိုမျိုးဖြစ်သွားပြီဆိုရင်မမေဒီမှာပြောမလို့ဘောနော်တိုင်ပွားနဲ့တိုင်ထိုးတဲ့အချိန်မှာပထမတိုင်ပွားကိုတော့တိုင်တူလေးထိုးလိုက်ဒုတိယတိုင်ပွားမှာနှစ်ပေါက်ထုတ်လိုက်ပေါ့နော်နှစ်ပေါက်ထုတ်ပြီးရတယ်နောက်ပြီးတော့ဘာလုပ်ရမလဲဆိုတော့ ကာလာလေးချိန်ပေးမယ်နော်အဲ့ဒီဥစားလေးကိုတေချာပြင်ပြတာပါအဲ့လိုလေးဆွဲပြီးတော့အောက်ကကျိုးလေးဥစားလေးနည်းနည်းလေးဆွဲလိုက်ပါနော်ဆွဲပြီးတာနဲ့ဒီရှေ့မှာတိုးခဲ့တဲ့တိုင်တိုနဲ့ list လေးလုပ်ပြီးရှက်ကော်လေးလုပ်ပြီးပါနော်ပြီးရင်ချိန်ဝမ်းလေးထိုးထားပေးပါနော်ချိန်ဝမ်းလေးထိုးထားပေးပါချိန်ဝမ်းထိုးပြီးဆိုအဲ့ဒီမှာအပေါက်ထဲမှာပဲကျမတို့က row chain color ရနဲ့ row file လေးတက်မယ်ပြီးရင် ူကတိုင်တူ၄တိုင်းတိုင်ဝါ၃တိုင်းနဲ့ပပလဲ၁၈တိုင်းထိုးသွားပေးပါတိုင်တူက၄တိုင်းတိုင်ဝါ၃တိုင်းအဲ့လိုပပလဲပေါ့နော်အားလုံးမောင်းတိုင်တူ၁၈ချောင်းရှိရပါမယ်မမေရဖုန်းကင်မရာလေးကလည်းတိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းပညာဌာနလေးလုပ်ပေးခြင်းတွေအတွက်ကြောင့်လို့စူးစမ်းပြီးတော့လုပ်ပေးပါတယ်အရန်ကိုလွယ်ကူရွှေ့ရှင်းပါတယ်ဖုန်းလေးကောင်းသွားရင်လည်းဒီထက်ပေါ့နော် quality ကောင်းတဲ့ video editing လေးတွေလုပ်ပြီးတော့ပြန်လာခဲ့မယ်နော် ဗီဒီယိုလေးကိုချိန်မြစ်သက်တည်ဆိုရင်အသေးလေးပြီးသွားပြီပေါ့မမေရဲ့ YouTube channel လေးကိုလည်း subscribe လုပ်သွားပေးလို့ရရနော် YouTube channel လေးကလည်း crochet ဘိုင်းအစာကြည့်ပါပဲ Viber လည်း Viber မှာကျတော့ business နဲ့အကောင့်လေးလည်းဖွင့်ထားပေးပါတယ်မမေရဲ့ပစ္စည်းလေးတွေအားပေးချင်နေဆိုရင်နော်ဟုတ်သားပေါ့နော်တောင်သူကုန်းရက်ကွက်မှာရှိရေယူရီးယားစီမှာသွားပြီးတော့အားပြလို့ရပါတယ်ရှင်။မင်းမင်းအစ်စံလေးတွေလည်းထိုးပြီးတော့တင်ပေးပါမယ်။ မင်းလေးစူးစမ်းနေရတဲ့အတွက်ကြောင့်မလို့ပေါ့နော်အားရကြလေးရနေဗီဒီယို editing လေးလုပ်တဲ့ပြီးပညာတနာလေးတွေ sharing လုပ်ပေးချင်ပါတယ်ဒါလေးတွေကိုပေါ့နော်ပတ်ပတ်လေးတိုင်တိုလေးတိုင်ပြီးရင်တိုင်မွားတိုင်အဲ့လိုပတ်ပတ်လေးထိုးသွားပေးပါအရန်ကိုလွယ်ကူပါတယ်ပေါ့နော်လိုက်ထိုးစေချင်ပါတယ်ဒီလိုလေးနဲ့တိုင်ဝမ်းနှစ်တိုင်ထိုးကန်နေလေးမှအမနောက်ထပ်တိုးလေးကိုလည်းစဆွဲထုတ်ပြီးတော့ကာလာလေးချိန်ပေးပါ ကာလာလေးပေါ့နော်နောက်ထပ်အယောင်ကာလာလေးတစ်ခုကိုချိန်မိပါထစ်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 ဖြစ်နေလဲတီးခံပြီးတော့ကြည့်ပြီးနော်အဲ့ဒါမင်းမင်းမနေညာလေးရိုက်နေဘယ်ဘယ်လိုပြောရမလဲဆိုတော့ကင်မရာမတုံအောင်ပေါ့နော်အာငင်ငင်ရိုက်နေနေ trying ball လေးရလဲနည်းနည်းတူသွားတယ်ဝယ်တဲ့ဥစ္စာလေးကတူသွားတော့လှုပ်စီလှုပ်စီလေးနဲ့အဲ့ဒါအောက်မှာကြောင်နေရလဲနောက်ရှက်သေးတယ်ပေါ့နော် rose set မှာလည်းအဲ့လိုပဲ chain one လေးနဲ့တိုင်တူ၅တိုင်ထိုးမယ်ပြီးရင် increase ပေါ့နော် increase ဆိုတာတိုင်မွားလေး တတိုင်းထိုးမယ်ပေါ့နော်အဲ့လိုနဲ့ပတ်ပတ်လဲတိုင်းတို့22တိုင်းထိုးသွားပေးရပါမယ်မိမိအဲ့လိုမျိုးဗီဒီယိုလေးတွေရိုက်နေတဲ့ချိန်လေးမှာလဲအဲ့ဒီပေါ့နော်ကော့ကတ်တဲ့ချိန်မှာချန်ကိတွေကော့ကတ်တဲ့ဗီဒီယိုစတိုရီပြည့်သွားလို့ တူရီပြည်သွားလို့မိမိမှာတခါဖြစ်ရတဲ့ကြောင်လေးတွေကလည်းခုံအောင်မှာပေါ့နော်လာကစားသေးတယ်အဲ့မှာတုံ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 နဲ့ရိုက်ရတာပါနောက်ထပ်ပေါ့နော်ဖုန်းလေးကောင်းရည်ဒီတက် quality ကောင်းတဲ့ video လေးတွေနဲ့ရိုက်ပေးစေရိုက်ပေးပါမရှင်အခုကတော့ပေါ့နော်ပညာဌာနလေးတင်ပြခြင်းလို့မိမိရဲ့ YouTube channel လေးလည်းပြန်ပြီး run ခြင်းလို့ပေါ့နော်အကောင်းဆုံးဖြစ်အောင်လို့မင်းစူးစမ်းရပါတယ်ဖုန်းကလည်း စတိုရီပြတာနဲ့တခါပြင်ဖြည့်ပြင်ဖြစ်နေဒီလိုအခက်အခဲတွေကြားရနေရင်လည်းပေါ့နော်မမေပညာဌာနလေးတင်ပြလိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲလိုက်ထိုးစေချင်ပါတယ်အရန်ကိုလည်းကိုရွှင်ပါတယ်မမေကတော့ဒီငါးကီချင်းလေးတွေအရန်ချိန်နေပြီပေါ့နော်ဒီလိုပပတ်လေးနဲ့ထိုးသွားပေးရပါမယ်အားလုံးပေါင်းတိုင်တူ20တိုင်ဖြည့်ရပါမယ်ရှင်ပပတ်လေးလေးထိုးပြီးသွားပြီဆိုရင်တော့ကာလာလေးပြန်ချိန်မယ်ပေါ့နော်နောက်ထပ်တစ်ရောင်ချိန်ပေးရပါမယ် ဒါကမင်းမင်းကခရမ်းအနုနဲ့ခရမ်းအပန်းရောင်လေးနဲ့ထိုးရတာပေါ့နော်အပန်းရောင်လေးနဲ့အလင်းပြန်နေတော့တိတ်တော့မမြင်ရဘူးပေါ့နော်အနီးကပ်လေးအဲ့လိုလေးဖြစ်သွားမယ်နော်အဲ့လိုလေးဖြစ်သွားရင်ချိန်ဝမ်းတက်မယ်ကာလာချိန်ပြီးတော့ချိန်ဝမ်းတက်မယ်ပြီးရင်အဲ့ပေါက်လေးထိုးခဲ့တဲ့အပေါက်လေးမှာပဲနောက်ထပ်တိုင်တူ6တိုင် တိုင်ပွားတိုင်တူ6တိုင် ပြီးတော့တိုင်ပွားတစ်တိုင်နဲ့ပပလေးအလုံးတိုင်တူ 24တိုင်းဖြစ်ပေးရပါမယ်ရှင်24တိုင်းပေါ့နော်ဖြစ်ပေးရမယ်အဲပပလေးထိုးသွားပြီပေါ့နော် တိုင်တူက6တိုင်းတိုင်ဝါတတိုင်းအားလုံးပပလေးခြေစားလေးပါတခါလေးသိမ်းသွားပြီနော်ဘာလို့လဲဆိုတော့အရင်ပြောင်းစရာမရှိတော့ဘူးဆိုတော့ခြေစားလေးတခါလေးသိမ်းသွားပြီပါပြီးတခါလေးကက်ချီလေးနဲ့ညက်ဖြတ်ပေးပါမင်းမင်းကိုလိုအပ်တာလေးတွေအမားပိုင်လေးခွင့်လို့ပြပါရှင်ပြီးတော့ နာအမရှင်းတာလေးရှိရင်လည်းမင်းမင်းကို comment မှာမေးသွားလို့ရပါတယ်။မြန်နေတယ်ဆိုရင်လည်းတစ်ချက်ချင်းစီမင်းမင်းဖြည်းဖြည်းဖြည်းလှုပ်ပြသွားတယ်နော်။အဲ့တော့တစ်ချက်ချင်းစီကြည့်ပြီး like ထုတ်လို့ရတယ်။ video လေးရနည်းနည်းဝါးနေလို့သိကံပေးပါမင်းမင်းကင်မရာကိုချိန်ချိန်ပြီးတော့လုပ်နေရလို့အောက်မှာပတံလေးတွေလည်းတစ်ချက်စီရေးထားပေးတယ်နော်ပတံလေးလိုက်ကြည့်ပြီးတော့လည်းထိုးလို့ရပါတယ်ရှင်။အလေးတွေထစ်သွားတာတော့စကားလေးတွေပြောမှသွားတာဆိုလည်းခွင့်လွှဲပေးပါမင်းမင်းအခုမှစပြီးတော့ဘောနော်ပညာဒါန sharing လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘောနော် ဒီခံခလို့စီချင်ပါတယ်မမေဒီတက်ကောင်းတဲ့ဗီဒီယိုလေးဆက်လက်ကြိုးစားနေပါဦးမရှင်ဒါလေးကပပလေးတိုင်တို့24တိုင်ပြောင်းပါတော့အဲတိုင်တို့က6တိုင်ပြီးရင်တိုင်မွား3တိုင်ထိုးပေးပါဘက်ကောမန့်နေလဲမင်းမင်းပေးလို့ရပါတယ်မင်းမင်းအဲ့လိုမျိုးဘက်ကောမန့်ပေးနေစိတ်မဆိုးပါဘူးရှင်ဘာလို့လဲဆိုတော့အဲ့လိုဘက်ကောမန့်လေးတွေကမင်းမင်းပြုတ်ပြင်းပြုတ်ပြင်းနေပေါ့နော်ဒီထက်ကောင်းနေအာကောင်းနေဥစ္စာလေးပို့ပြီးတော့ထိုးနိုင်တာပေါ့နော် ဒါကြောင့်မို့မိမိရဲ့လက်ရာလေးကိုမတိမတက်ဘူးဘလို့လေးဖြစ်နေပါတယ်ဆိုတာလေကွန်မန့်မှာဝင်ဖန်ပေးလို့ရပါတယ်မိမိကဝင်ဖန်တာကိုချိန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့မှာမိမိရဲ့ပေါ့နော်အမ်ဘေနာလေးတွေကလိုအပ်နေတာကိုမြင်နိုင်မှာမို့လို့ပါ ဒါလေးကအချက်ကော်လီနဲ့ရှက်ပြီးရတယ်ဒါလေးပေါ့နော်ဒီအရာကြီးပဲ3 row ပေါ့နော်ဒီမှာ2 row တက်သွားပြီဆိုတော့နောက်ထပ်နှစ်တိုင်းပေါ့နော်ထပ်တဲ့နောက်ထပ်2 row ပေါ့နော်ထပ်တက်ပါမယ်နောက်ထပ်2 row ကဒီတိုင်းပဲပတန်းမပြောင်းဘူးတော့24 SC ပေါ့နော်24တိုင်းတို့ထပ်တက်ပြရပါမယ်ရှင်24တိုင်းနဲ့ပပလေးထိုးသွားပြပါမယ် ဗီဒီယိုလေးတွေကတော့မင်းမင်းအနည်းနဲ့အမြန်နဲ့လှုပ်ထားတယ်ပေါ့နော်ဘလို့ဘာဖြစ်လို့အနည်းနဲ့အမြန်နဲ့လှုပ်ထားလဲဆိုတော့အချိန်ကြာဝိုင်းလည်းမကောင်းဘူးပေါ့နော်အဲ့တော့မင်း7မိနစ်ကြော်ကြော်လေးရအောင်လှုပ်ထားတယ်ဥပမာခြေသိမ်းတာတို့ပြကြရင်ခြေညက်ဖြတ်တာတို့ဆိုမင်းမြန်မြန်လှုပ်လိုက်တယ်ပေါ့နော်ဒီလိုထိုးတဲ့အချိန်ကြာတော့မင်းမင်းတစ်ချက်ချင်းစီထိုးပြီးတော့နေတာတယ်ပေါ့နော်ဟိုခြေသိမ်းတာတို့ပြကြတော့ ဟိုကက်ချီနဲ့အဲအလူမီနီယံဖြစ်ထားတာကြောင့်မင်းမင်းမြန်လေးပြီးမျက်လုံးတက်တာမျက်လုံးတက်တာတော့မပါဘူးဗောနော်မင်းမင်းချီတိုးနေတဲ့တန်လိုင်းနဲ့အလူကင်မရာချိန်နေတဲ့တန်လိုင်းနဲ့ဗောနော်စတိုရီကပြည့်သွားတဲ့အတွက်ကြောင့်မင်းမင်းစတိုရီသွားဖြတ်ရသေးတယ်ဖြတ်ပြီးတော့ဒါမင်းမင်းရဲ့အခက်ခဲလေးပြောပြတာပါနော်အဲဘယ်အရာမှမလွယ်ကူဆိုတော့ပြောပြတာပါဖြည်းဖြည်းချင်းနဲ့မင်းမင်းလှုပ်ပါတယ်မင်းညာတော့တော်တော်ညောင်းသွားတယ်ဗောနော်3နိုင်လောက်ဗီဒီယိုပြန်ပြီးတော့ရိုက်ရတယ်ပထမတစ်ခါကကျတော့ကြောင်လေးကလာနောက်ရှက်လို့ဗောနော် ။အမှကင်မရာကြီးကတုံသေးရတယ်ဖြည်း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 လုံရင်းနဲ့ဒီလိုမျိုးအာအကောင်းဆုံးမဟုတ်ရင်တော့ဗောနော်အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်ဗော။ဒါလေးကကြတော့24တိုင်းတိုင်တူလေးကိုပပတ်လေးထိုးသွားပေးပါမယ်။ဒီမှာတစ်ချက်ချင်းစီမင်းမင်းပြောပြသွားတယ်မရှင်းတဲ့ရှင်လည်းမင်းမင်းကို comment မှာမေးလို့ရပါတယ်ရှင်ဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားပြီဆိုတာ ਨੇ လိုအပ်တဲ့အစားလေးတွေကိုလည်းကက်ချီလေးနဲ့ညက်ဖြတ်လိုက်မယ်နော်ဒီထဲမှာမမေပြောချင်တာတခုရှိသေးတယ်နော်ဘာလဲဆိုတော့မမေဟုံးစားမပါဘူးမျက်လုံးတက်တဲ့ဗီဒီယိုလေးကမပါဘူးနော်မနေ့ညကဗီဒီယိုတက်တဲ့မျက်လုံးလေးပါတယ်အမျက်လုံးတက်တဲ့ဗီဒီယိုလေးဆက်ဆက်မလို့ပဲပေါ့နော်မမေရိုက်တဲ့အချိန်မှာ story ပြည့်သွားတဲ့အချိန်မှာမမေဖြတ်တဲ့တွေပါသွားလို့ပေါ့နော် sorry ပါဒီလို၃လို့ဖြစ်သွားပြီဆိုရင်တော့ပေါ့နော်ဒီမှာ တစ်ဖက်နဲ့တစ်ဖက်ကိုဘောနော်တိုင်တူလေးနဲ့ဆက်လိုက်မယ်ဘောနော်6တိုင်ပြီးဝိုင်းခဏလေးအလေလောက်ရအောင်ခဏလေးရက်လိုက်ပါဒါကတော့ဆက်လိုက်တာဘောနော်ဟိုဘက်ဒီဘက်ကိုတိုင်တူနဲ့ဆက်လိုက်ပါတယ်ဒီတော့ပြီဆိုရင်တော့ဆီလီကွန်လေးတွေကိုထည့်ပါမယ်။အဲ့ဒီအချိန်မှာမင်းမင်းဗီဒီယိုလေးတွေကိုမြန်သားပေးရဲ့နော်။ဘာလို့မြန်ထားရလဲဆိုတော့မင်းမင်းအချိန်လေးကိုချုပ်ချုပ်တဲ့အတွက်ကြောင့်မလို့ပါ။ဒါလေးကကျတော့ဟိုဘက်ဒီဘက်လေးပဲဟိုဘက်စာနဲ့ဒီဘက်စာနဲ့ကိုတိုင်တူနဲ့ချိန်လိုက်တာပါ။တိုင်တူလေးနဲ့ချိန်ပါမယ်။ဟိုဘက်ဒီဘက်ပေါ့နော်။ တိုင်တိုလေးတွေနဲ့ချိန်ပြီးသွားပြီဆိုတာနဲ့မင်းမင်းခြိစသိမ့်ပါမယ်ခြိစသိမ့်တဲ့ဗီဒီယိုလေးတွေတော့မင်းမင်းမြန်သားတယ်လို့ပြောပါရယ်နော်ဒါလေးကတော့မင်း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 ရဲ့ page လေးရယ်မင်းမင်းရဲ့ YouTube channel လေးရယ်ကို subscribe လုပ်ဖို့တောင်းဆိုတာပါရှင်အောက်လေးမှာရေးထားပေးရယ်နော် like and follow and subscribe တဲ့ my YouTube channel ဆိုပြီးတော့ push up ပိုင်းအစကြည့်ပါပဲချိန်နဲ့တက်တယ်ဆို YouTube မှာလည်းတင်မှာမို့လို့ပါတော့နော်ချိန်နဲ့တက်တယ်ဆိုရင်သွားပြီးတော့အပီလို့ရပါတယ် ဒီမှာဘောတော့ဒါအမီးထိုးမယ်ဗောနော် အမီးထိုးတဲ့ချိန်မှာမင်းမင်းဒီအလေတက်တက်လေးမှာဗောနော်ချိန်၃ခုလုံးလိုက်မယ်ချိန်၃ခုချိန်သုံးကတက်လိုက်ပြီးတော့တိုင်ရှည်ပေါ့နော်တိုင်ရှည်အဲ့ဒီအပေါက်လေးမှာပဲနှစ်ပေါက်ထုတ်ပြီးနှစ်ပေါက်ထုတ်နဲ့တိုင်ရှည်ငါတိုင်အဲ့ဒီအပေါက်ထဲမှာပဲထိုးပေးပါမယ်ရှင်ထိုးပေးပြီးလို့ပြီးတာနဲ့နှစ်တိုင်ဖြည့်သွားတာနဲ့ချိန်သုံးကပြန်တက်ပြီးတော့အဲ့ဒီအပေါက်ထဲမှာပဲရှက်ကိုလေး က်လိုက်မယ်ပြီးနောက်ထပ် next လို့ပေါ့နော်နောက်ထပ် next support ထဲမှာပဲ time time chain sorry မှာတော့လို့နော် chain 3နိုင်ထုံးမယ်ပြီးရင်အဲ့ဒီ support ထဲမှာပဲနောက်ထပ် dc ပေါ့နော် time ရှိနှစ်တိုင်းထုံးမယ်ပြီးရင် chain ပေါ့နော် chain chain 3တိန်တက်ပြရတယ် time ရှိနှစ်တိုင်းထိုးပြီးတော့ ချိန်သုံးနိုင်ပင်တရီရန်နဲ့စပစ်တစ်လေးလုပ်ဝေးလိုက်ပါဒါဆိုရင်9မီလီရသွားပြီပေါ့နော်9မီလီရသွားပြီဆိုခြေစားလေးကတိနဲ့ညက်ပြလိုက်မယ်ညက်ပြလိုက်ပြီရနဲ့မင်းခြေစားလေးသိမ့်လိုက်မယ်ပေါ့နော်ခြေစားသိမ့်တဲ့ဗီဒီယိုလေးတွေကကျတော့မင်းမမြန်နာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မင်းမဗီဒီယိုလေးတွေကိုချုပ်ပြီးတင်ရတာမလို့မြန်နာပေါ့နော်ခြေစားသိမ့်နေတယ်လွဲပါတယ်သူ့ရဲ့ဒီဘက်ဒီဘက်ခြေစားလေးနဲ့ဟိုခြေစားလေးနဲ့စုံသွားတဲ့အချိန်မှာ နှစ်ခါလောက်ခြိလိုက်ပေါ့နော်နှစ်ခါလောက်ခြိလိုက်ပါဆိုပြုတ်ထွက်မသွားဘူးပြင်ခြိစားလေးကိုအတွင်းထဲမှာဝင်ပြီးတော့တိမ့်လိုက်ပေါ့နော်တိမ့်ပြီးရင်ပုံနေတဲ့ထွက်နေတဲ့ခြိစားလေးတွေကိုကက်ချီနေနဲ့ညှက်ဖြတ်လိုက်ပါမယ်ဒါဆိုရင်ငားလေးရတော့မယ်ပေါ့နော်ဒါငားရဲ့တောင်ဝမ်လေးလုံမယ်ပေါ့နော်အမိလုံပြီးသွားပြီဆိုတော့အလေတက်တက်လေးမှာပေါ့နော်အဲကာလာချင်းကြီးရဲ့အောင်လေးမှာကျိုးစားလေးဆွဲပြီးတော့ချိန်နှက်ခါတက်မယ်ပေါ့နော်ချိန်နှက်ခါတက်ပြီးတာနဲမယ်မယ်ဒီမှာတိုင်း ဒီစီပေါ့နော်နှကထိုးမယ်ဒီစီနှကထိုးရတဲ့ချိန်နှကပြီးရင်အဲအပေါက်ထဲမှာပဲအဲပေါက်ထဲမှာပဲ slit stitch လေးပေါ့နော်ဒါဆိုရင်ဒါဆိုရင်တခုပေါ့နော်အတောင်ပိုင်းလေးတခုရသွားပြီရသွားပြီဆိုတာနဲ့မင်းမင်းအဲ့ဒီမှာခြေစလေးကိုအောက်ထည့်ဆွဲထည့်လိုက်မယ်ထွေးရတဲ့ကျိုးစလေးကိုခြီးလိုက်ပေါ့နော်ကျူစာလေးကိုချိမယ်ချိပြီးရတဲ့အတွင်းလေးကိုတင်ပြီးတော့ကတိလေးနဲ့ညှက်ပြလိုက်ပါတော့ ဒီလိုလေးထွက်နေအတွင်းနေပြန်ထဲလိုက်အဲဆိုရင်ဒီဘက်ကိုလည်းအဲ့လိုလုပ်ရင်ဟိုဘက်ကိုလည်းအဲ့လိုလေးထိုးပေးရပါမယ်ဟိုဘက်ဒီဘက်ပေါ့နော်ဟိုဘက်မှာလည်းဒီလိုလေးထိုးမယ်ထိုးပြီးတော့နည်းချီစားလေးကိုတိမ်မယ်တိမ်ပြီးတော့နည်းတခါလေးကက်ချင်းလေးနဲ့ညက်ဖြတ်လိုက်ပါမယ်ရှင်ဒါဆိုရင်အရန်လေးကိုရွှေရှင်နဲ့ငါးကီချင်းလေးဖြစ်သွားပါပြီ ဒီအောင်မမင်းရဲ့ YouTube channel လေးတွေကို like and subscribe လုပ်ပေးပါဦး။ channel တက်တဲ့ဆိုရင်အသေးပေးပေးပါ။မမင်းမြတ်လုံးတက်တဲ့ video လေးရတော့မပါတော့ဘူးเนาะ။ဒါလေးရတော့မမင်းတက်ထားတဲ့ဥစ္စာလေးကိုအလားအိတ်လေးနဲ့ထည့်လိုက်ပါမယ်။ဟလာအိနေထေးပြီးတော့တည်တာလာလာဘဘတည်တည်တတ်နေနဲ့ထုတ်ပြီးတော့ဒါစတာဖလာလေးနဲ့ညက်လိုက်တယ်ပေါ့နော်အိတ်ကုန်လေးနဲ့ချွေတာလိုက်တာပေါ့နော်အကြီးကြီးမလုပ်ဘဲနဲ့တည်တည်လေးနဲ့ အိလေးတတိလေးတွေမှာပေါ့နော်တတိတက်တက်လေး packaging လေးလုပ်ပေးလိုက်ပါမယ်ဒီဘက်အိလေးကနည်းနည်းထည့်ရတော့ခရီးဒါမှမဟုတ်ချုပ်တွေပုံစံနည်းနည်း stapler လေးနဲ့ကလိုက်ပါမယ်အရင်ကလပါ liquidation နဲ့ kitchen နဲ့ဖြစ်သွားပါပြီအားလုံးကို bye bye see you next video တတ်တာပါ